မင်္ဂလာပါကျွန်တော်တို့ရဲ့ဒီ 32PWeb Pro software လေးကိုအဲဝယ်ယူသုံးပြုနေတဲ့သူတွေအတွက်ဒီ software လေးမှာဘယ်လိုလုပ်ဆောင်ချက်တွေပါဝင်လဲဒီ software လေးကိုဘယ်လိုသုံးပြုရလဲဆိုတာကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဒီ software လေးရဲ့အဓိကအထူးခြားချက်ကတော့ကျွန်တော် software တစ်ခုရနေပဲ 2D ရော 3D ရောနှစ်မျိုးစလုံးသုံးနေမှာဖြစ်ပါတယ် ကျွန်တော်တို့ဒီ software မှာဆိုရင်ကျွန်တော်တို့ commission စီးရင်နေကောစားစီးနေဖွင့်တဲ့ခါမှာတူနဲ့တူမတူညီတဲ့ commission ကတွေကိုတတ်မှတ်နိုင်ပါတယ်အခုမြည်တွေ့နေရတော့ကျွန်တော် 3D preview pro software မှာပါဝင်တဲ့ set တွေနဲ့မှာပါဝင်တဲ့အချက်အလက်တွေဖြစ်ပါတယ်နောက်ဒီထဲမှာကျွန်တော်လိုအပ်တဲ့အချက်အလက်တွေကိုကိုယ်စိတ်ကြိုက်အသေးစိတ်ပြန်ပြီးပြင်ဆင်နေမှာဖြစ်ပါတယ်ကျွန်တော်ရောင်းချင်တွေကိုလည်းကျွန်တော်တို့ 2D တွက်ဆိုလို့ရှိရင်လည်းကျွန်တော်ကိုယ်စိတ်ကြိုက်ဖွင့်နေတယ်လို့ 3D တွက်ကိုလည်းရောင်းချင်တွေကိုကိုယ်စိတ်ကြိုက်ဖွင့်နေတယ်မှာဖြစ်ပါတယ် ဒီစော်ဝလေးရဲ့အဓိကအသာချက်ကတော့ကျွန်တော်တို့အဲကနေရိုက်ထည့်တဲ့အခါမှာကျွန်တော်တို့အခုလိုမျိုးလွယ်လွယ်ကူကူနဲ့မြေမဆန်ရိုက်ထည့်လို့ရအောင်လူတရခလုတ်လေးစုံစုံလေးပါဝင်တဲ့ကနေလက်ကွက်လေးကိုပုံစံနဲ့မျိုးထည့်ပြထားပါတယ်ဒါကပထမမြင်တွေ့ရမယ့်ကနေလက်ကွက်ပုံစံဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒုတိယမြင်တွေ့ရမယ့်အဲကနန်လက်ကွက်ပုံစံဖြစ်ပါတယ်ဒီကနန်လက်ကွက်ပုံစံတစ်ခုနဲ့ဟိုကိုတက်တဲ့လက်ကွက်ကိုတုံးပြပြီးတော့မှဆင်းနေကိုလည်းလက်ကူနဲ့မမဆယ်တန်ထရင်းနဲ့မှာဖြစ်ပါတယ်နောက်ထပ်ဒီဆော်ဝဲရဲ့ထူးခြားချက်ကတော့ကျွန်တော်တို့ အစင်းတွေကိုကျွန်တော်ကတကွက်ချင်းရိုက်မထက်ခြင်းဘူးဆိုလို့ရှိရင်လည်း Viber သို့မဟုတ် Message နဲ့ပို့လာတဲ့ကဏ္ဍတွေကို copy ယူပြီးတော့ထည့်လို့ရအောင်လည်းပြုလုပ်ပေးထားပါတယ်အဲ့တော့နမူနာလေးနဲ့ကျွန်တော်ကဏ္ဍလက်ကွက်လေးကိုသုံးပြပြီးတော့မှစင်းလေးကိုထည့်ပြပေးပါမယ် ရင်ဦးဆုံးကျွန်တော်တို့ကိုထဲကျင်တဲ့စင်းရဲ့ကော်စားနာမည်ကိုရိုက်ထည့်ရပါမယ်ပြီးရင်ကျွန်တော်ဒီနေရာမှာကိုထဲကျင်တဲ့ငနလေးကိုရွေးပြီးတော့မှဝေမောင်လေးရိုက်ထည့်ပြီးတော့မှကျွန်တော်ထည့်သွားမှာပဲဒီနေရာမှာလည်းကျွန်တော်တို့မင်းမဆန်ဆန်တက်တင်လို့ရအောင်ကျွန်တော်တို့လူသားရခလုံးလေးကိုထည့်ပေးထားတဲ့ကြောင့်မို့ကျွန်တော်တို့မင်းမဆန်ဆန်ပဲကျွန်တော်တို့စင်းတွေကိုထည့်တင်နေမှာဖြစ်ပါတယ်ဒီမှာအပူဆိုလို့ရှိရင်အပူကိုရွေးပြီးတော့မှကိုထဲကျင်တဲ့ငွေမောင်လေးရိုက်တိုက်မှာပဲကျွန်တော်တို့ထည့်ဆိုလို့ရှိရင်ကိုထဲကျင်တဲ့ငနလေးကိုရွေးထည့်ကလေးကိုရွေးပြီးတော့မှကျွန်တော်တို့ကကိုထဲကျင်တဲ့ငွေမောင်ကိုရိုက်ထည့်ပြီးတော့မှထည့်မယ်ဆိုတော့နေလိုက်မှာပဲကိုထဲလိုက်တဲ့စင်းတွေကိုလည်းကျွန်တော်အသေးစိတ်ပြန်ပြီးတော့မှကြည့်လို့ရမှာဖြစ်ပါတယ် အခုလိုမျိုးစင်းတွေကိုတကွက်ချင်းရိုက်မတက်ခြင်းမူ Viber သုံးဖို့မစရနေပို့လာတဲ့ကနန်းနေတကွက်တွေပေါချတွေကို copy ယူထည့်ခြင်းနဲ့ဆိုလို့ရှိရင်အခုလိုမျိုးပို့လာတဲ့ကျွန်တော်တို့ကတင်ကွက်တွေဒါမှမဟုတ်ကနန်းတွေကိုပေါချတွေကိုကျွန်တော်ကလွယ်တကူ copy ကူးယူပြီးတော့မှ software မှာသွားပြီးတော့မှထည့်လိုက်ရမှာပဲကျွန်တော်တို့အပေါ်မှာရှိတဲ့ပေါက်ကလပ်တွေနှိပ်မယ်ပြီးရင်ကျွန်တော်တို့ကိုထည့်ခြင်းနဲ့ကော်စားစင်းကိုရွေးပြီးတော့မှကျွန်တော် paste လုပ်ပြီးတော့မှထည့်လိုက်ရမှာပဲဒါဆိုလို့ရှိရင်ကျွန်တော်တို့စောစောက copy လာတဲ့ကနန်းတွေအားလုံးကိုထည့်သိပြီးသားဖြစ်သွားပါလိမ့်မယ်ဘုံတိုင်းမဲ့ကျွန်တော်တို့ Viber သုံးဖို့ message အနေနဲ့ပို့လာတဲ့ကနန်းတွေကိုလွယ်လွယ်ကူကူနဲ့ message send copy ယူပြီးတော့မှထည့်သိနေမှာဖြစ်ပါတယ် ကိုထည့်ထားပြီးသားစင်းတွေကိုလည်းကျွန်တော်ပြန်ပြီးတော့မှပြင်ကျင်တာဖျက်ကျင်တာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကနန်းကိုပြင်မလားငွေမောက်ကိုပြင်မလားဒါမှမဟုတ်ကျွန်တော်တို့ထိုးသားနာမည်ကိုပြင်မလားအသေးစိတ်ပြန်ပြီးတော့မှပြင်ဆင်လို့ရပါတယ်ပြီးတော့မှကျွန်တော်တို့ဒီ ledger ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ software မှာဆိုလို့ရှိရင် ledger ကြည့်ရတဲ့ပုံစံက၃မျိုးလောက်ပါပါတယ်ကျွန်တော်ဇေယျအနေနဲ့ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့အကွက်တရာ ledger အနေနဲ့တွေ့မြင်ဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ကနန်းတူထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ထိုးခြင်းများသောကနန်းကိုထိဆုံးမှကြည့်မလားဒါမှမဟုတ်ကျွန်တော်တို့ကကနန်းကိုငင်းစကြည့်လိုက်ကြည့်မလားစသဖြင့်ကျွန်တော်တို့စိုက်သူလူရွေးချယ်ပြီးတော့မှကြည့်လို့ရမှာဖြစ်ပါတယ်ပြီးရင်ဒီ ledger တွေကိုလည်းကျွန်တော် copy ယူပြီးတော့မှကို ပေးဖို့ခြင်းတဲ့သူကိုဘယ်ပါသူမှမဆက်ရနေပြောမှပြန်လည်းပေးဖို့နိုင်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ထိုးသားဆင်းနေဆိုလို့ရှိရင်တဝူးချင်းစီကကျွန်တော်အချိန်ပိုင်းကြားလိုက်ကျွန်တော်တို့ထည့်ထားဆင်းကြည့်မလားဒါမှမဟုတ်အားလုံးကိုကြည့်မလားစသဖြင့်ကျွန်တော်ရွေးချယ်ပြီးတော့ကြည့်လို့ရသလိုဒီဆင်းတွေကိုလည်းကျွန်တော် copy ယူပြီးပို့တာဖြစ်ဖြစ်ဒါမှမဟုတ်ခုမှ bluetooth ပင်နာရှိရဆိုရင်ပင်ထုတ်ပြီးတော့မှပီဇာတွေနဲ့ပို့တာဖြစ်ဖြစ်ကျွန်တော်ပြီးလို့နေမှာဖြစ်ပါတယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီ break ဖြတ်မယ်ဆိုလို့ရှိရင်ကိုကဥမာအနေနဲ့ကျွန်တော်9000 break ဖြတ်ထားဆိုလို့ရှိရင်9000တဲ့ကျွန်းနဲ့ကွက်တွေကိုအခုလိုမျိုးမြင်တရမှာဖြစ်ပါတယ်အဲ့တော့ဒီကျွန်းထွက်လာတဲ့ကျွန်းကွက်တွေကိုလည်းကျွန်တော်က copy လေးယူပြီးတော့မှကိုပြပို့ခြင်းနဲ့ပေါ်တိုင်းကိုဘိုင်ပါသူမဆက် နေပြီးတော့မှပြန်လည်ပြုပြနိုင်မှာဖြစ်ပါတယ်နောက်ထပ်ဒီဆော့ဝဲလေးရဲ့ထူးခြားချက်ကတော့ကျွန်တော်တို့ခမန်းဆိုတဲ့လုံဆောင်ချက်လေးဖြစ်ပါတယ်။အဲ့တော့ဒီခမန်းဆိုတဲ့လုံဆောင်ချက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ကနန်းပါလာထွက်လာလို့ရှိရင်ကျွန်တော်တို့ဘလောက်ရှုံးနိုင်တယ်၊ဘယ်ကနန်းထွက်ရင်တော့ဘလောက်မြင့်နိုင်တယ်ဆိုတာကိုလည်းကျွန်တော်တို့ကတန်းပြီးတော့မှသိရှိနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီကနန်းထွက်လာလို့ကျွန်တော်တို့ပေါက်တိထည့်လိုက်မယ်ဆိုလို့ရှိရင် ျွန်တော်တို့ပေါက်သီးကိုသွားပြီးတော့မှကျွန်တော်တို့ထွက်တဲ့ကနေကိုကျွန်တော်ထည့်ပြရပါမယ်ပြီးရင်ကျွန်တော်စစ်စစ်မဲ့ဆိုနေပြီးတော့မှကိုယ့်ရဲ့အပေါ်တိုင်းကကိုယ့်ပြီးတဲ့အဲကော်မရှင်ကနဲ့အယောဇာကိုထည့်လိုက်တာနဲ့ကျွန်တော်တို့ကဘယ်သူတွေရတော့ဘလောက်ဖူးပါတယ်ပေါက်သီးပါဆိုတော့သိရှိနေမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကိုယ့်ရဲ့အရှုံးမြတ်ကိုလည်းတခါတက်ပြီးသိနေမှာဖြစ်ပါတယ် ပြီးရင်တော့ကျွန်တော်စင်းသွင်းလိုက်မယ်ဆိုတာနဲ့ကျွန်တော်တို့စင်းရှင်းတဲ့အပိုင်းတွေကိုရောက်တော့မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဘသူစီကတော့ဘလောက်ရရမယ်ဆိုတာတွေပြီးလို့ရှိရင်ကျွန်တော်တို့ကအဲဘသူကတော့ဘသူကိုတော့ဘလောက်ပေးရမယ်ဘလောက်အရှုံးမြတ်ရှိရဆိုတော့ကိုယ့်ရဲ့အောက်ကကော်စားရထူးသားတွေရဲ့စင်းတွေကိုလည်းအသေးစိတ်ပြန်ပြောမှာကြည့်နိုင်ပါတယ်ဒီစင်းတွေကိုလည်းကျွန်တော်တူးချင်းစီလိုက်ကျွန်တော် copy ယူပြီးတော့မှာကိုပြဖို့ခြင်းတဲ့သူကို Viber သုံးမက်ဆေ့ချ်နေပြီးတော့မှာပြန်ပြီးပေးဖို့နိုင်မှာဖြစ်ပါတယ်ပြီးတော့မှာပေးချင်ရဆိုလို့ရှိရင်ကိုကဘသူတွေကိုဘလောက်ဖို့ပေးစရာကြံသေးရဆိုတော့လည်းဒီမှာတစ်ခါတက်ပြီးတော့မှာသိနိုင်မှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်စင်းချုပ်မှာဆိုလို့ရှိရင် ဲ့ကျွန်တော်တို့ရဲ့တရက်တာရှုံးမြက်တပတ်တာရှုံးမြက်သလားတာရှုံးမြက်တွေကိုကျွန်တော်ကပြန်ပြီးမှကြည့်နေမှာဖြစ်ပါတယ်ဒီပုံစံတိုင်းပဲကျွန်တော်သွေးဒီမှာဆိုလို့ရှိရင်ဒုတိယမှာတိုင်းပဲကျွန်တော်တို့ကအစင်းတွေကိုလွယ်တကူထည့်တင်နေမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် 32PS Pro မှာပါဝင်တဲ့ကျွန်တော် software သုံးပြီးပုံနဲ့လောက်ဆောင်ချက်လေးတွေကိုကျွန်တော်အတူချုပ်ပြရှင်းပြပေးရဖြစ်ပါတယ်။ software ပြရတဲ့အခါမှာလည်းကျွန်တော်ဒီ software လေးသုံးပြီးပုံ video လေးတွေကိုအသေးစိတ်ကျွန်တော်ပြန်ပြီးတော့မှအပြည့်ပို့သွားမှာဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။